စစ်ကောင်စီတောင်းတဲ့မြို့တွေကိုမပေးနိုင်ဘူးလို့ TNL ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တစ်သူများနှစ်ခုစစ်စင်ရဲ့အတွင် TNL ကတင်ပိုက်ခဲ့တဲ့မြို့ခုနှစ်မြို့ကိုစစ်ကောင်စီကပြန်တောင်းယူနေပြီး TNL ဘက်ကတော့စစ်ကောင်စီတောင်းတဲ့မြို့တွေကိုမပေးနိုင်ဘူးလို့ဆိုလိုက်ပါတယ်။ကုမင်းဆွေးနွေးပွဲမှာနောင်ရှော ကြောက်မဲတီပေါ်မိုးမိတ်နန်းဆန်မန်တုံနဲ့မိုးကုံမြို့နယ်ကထင်းလေတက်တွေဆုတ်ခွာပြီးပလောင်ကိုပန်အိုရှုပ်ခွင်းရဒေသတွေဖြစ်တဲ့နန်းဆန်နဲ့မန်တုံနေရာတွေအထိဆုတ်ခွာပေးဖို့စစ်ကောင်စီကတောင်းဆိုခဲ့တာပါထင်းလေကိုကုကန်ထက်ပွဲ MNDA လို့တဆင့်တိုအပြည့်ခက်ရက်စဲပြုလုပ်နိုင်ဖို့အတွက်တရုတ်အထူးကိုယ်စားလှယ်မာစတာတင့်ရှီကျွန်းကကမ္မကထပြုအလေးထားကြိုးပမ်းတယ်လို့နှစ်ဖက်တည်ဆုံမှုတွေအလင်းမြန်တိုးတက်လာဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ် စစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်မှုတွေအလုံးကြက်တက်မှုတရုတ်မြန်မာနေဆက်ကွန်တွေလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့နဲ့ဒေသတင်ရင်အေဂျင့်မှုတရုတ်ကဂျောင်းဝင်ဆွေးနွေးကြရလို့ဆိုပါတယ်တရုတ်ရဲ့စီစဉ်မှုအရဧပြီ28ရက်နဲ့29ရက်တင်မှာပြုလုပ်တဲ့ TNL စစ်ကောင်စီတို့ကုမင်းဆွေးနွေးပွဲမှာသဘောတူညီမှုမရခဲ့ပါဘူးနောင်ရှိုကြောင်မဲတီဘောမိုးမိတ်နန်းဆန်မန်တုံနဲ့မိုးကုံမြို့နယ်တို့ကိုတစ်သူများနှစ်ခုစစ်စင်ရဲ့အတွင် TNL ကတင်ပိုက်ထိန်းချုပ်ခဲ့ပါတယ်